မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးမြန်မာနိုင်ငံတွင်နျူကလ িয়ার နည်းပညာဖွံ့ဖြိုးတိုးတက်မည်ဟုအကြမ်းဖက်မေအောင်လိုင်ပြောဆိုပြန်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရုရှားနိုင်ငံမော်စကိုမြို့မှာရောက်ရှိနေတဲ့အကြမ်းဖက်မေအောင်လိုင်ကလူငယ်နဲ့အနာဂတ်မြန်မာသိပ္ပံနဲ့နည်းပညာသိပ္ပံပညာရေးဆိုင်ရာအလုံယုံဆွေးနွေးပွဲမှာမြန်မာအနေနဲ့နျူကလ িয়ার နည်းပညာဖွံ့ဖြိုးတိုးတက်ရမယ်လို့ပြောဆိုခဲ့ပါတယ် နျူကလ িয়ার နည်းပညာဖွံ့ဖြိုးတိုးတက်ရေးနဲ့နျူကလ িয়ার စွမ်းအင်ကိုငြိမ်းချမ်းစွာအသုံးပြုနိုင်ရေးတို့အတွက်ဆောင်ရွက်ရမှာဖြစ်ပြီးနျူကလ িয়ার အခြေခံအဆောက်အုံတည်ထောင်နိုင်ရေးအတွက်လည်းကျွမ်းကျင်တဲ့လူစွာအရင်းမြစ်တွေလိုအပ်တယ်လို့မင်းအောင်လိုင်ကပြောဆိုထားပါတယ်။ နျူကလ িয়ার နဲ့တက်ရောက်ခြင်းနည်းပညာကိုစွမ်းရင်ကဏ္ဍအပြင်ကျန်းမာရေးစိုက်ပျိုးရေးမွေးမြူရေးစက်မှုနဲ့တဘာဝပတ်ဝန်းကျင်ထိမ့်သိမ်းရေးကဏ္ဍတွေမှာအသုံးချနိုင်ပါတယ်လို့အကြံဖက်မင်းအောင်လိုင်းကပြောပါတယ်။နိုင်ငံပြင်ပမှာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တွေဟန်ဆောင်ပြောနေပေမယ့်လက်တွေ့မြန်မာနိုင်ငံမှာအကြံဖက်မင်းအောင်လိုင်းကောင်းဆောင်တဲ့စစ်တပ်ဟာနိုင်ငံတွင်းရှိဒီမိုကရေစီရေးနဲ့ဆက်ရနာရှင်စန့်ကျင်ရေးလှုပ်ဆောင်နေတဲ့လူငယ်များစွာကိုတပ်ဖြတ်တာဖန်စီအချင်းချတာတွေပြုလုပ်နေတာပဲဖြစ်ပါတယ်။ ဒါအပြင်မေအောင်လာရဲ့စစ်တပ်ဟာနိုင်ငံတွင်လူငယ်9000ကျော်ကိုမတရားစစ်မှုတန်းဥပဒေအသုံးပြုပြီးစစ်တပ်ထဲမဝင်မနေရစစ်မှုထမ်းခိုင်းကရှေ့တန်းစစ်မျက်နှာပြင်တွေကိုတောင်းလျှောက်ပို့ဆောင်အသေးခံခိုင်းနေတာဖြစ်ပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ KNU AA အပါအဝင်ချင်းပြည်ကောင်စီတို့ကိုရွေးကောက်ပွဲကားခွေးဥပဒေနဲ့စစ်ကောမရှင်အမှုဖွင့်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အထွေထွေရွေးကောက်ပွဲကိုပြတ်ပြအောင်ဟောပြောလုံးစောနောက်ဆက်ဟန်တာရီဆိုပြီး KNU အပါအဝင်ချင်းပြည်ကောင်စီနဲ့ AA အဖွဲ့ကိုရွေးကောက်ပွဲကားခွေးဥပဒေနဲ့အမှုဖွင့်ထားတယ်လို့စစ်ကောမရှင် လောက်ခံပြည်ထရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ပါတယ်။စစ်အာဏာရှင်စနစ်ကိုတော်လှန်နေကြတဲ့တိုင်းဒေသလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့တော်လှန်ရေးအင်အားစုတွေပြည်သူကားခွေးတက် ရော PDF တွေဟာစစ်ကောမရှင်ကျင်းပမဲ့ရွေးကောက်ပွဲကိုစန့်ကျင်တိုက်ဖြတ်သွားမယ်လို့အရင်ကတည်းကထုတ်ပြောထားတာပါဒီအတွက်ကြောင့်ပြီးခဲ့တဲ့ဩဂုတ်လ10ရက်နေ့မှာရွေးကောက်ပွဲလုပ်ငန်းစဉ်တွေပြတ်ပြားစေဖို့အတွက်ခေါ်ပြောလုံဆော်ခဲ့တဲ့ဆွဆွဲချက်တွေနဲ့ကရင်နေရှင်ရဲ့ Union Facebook စာမျက်နှာမှာ ဟောပြောလှုပ်ဆောင်ခဲ့တယ်ဆိုတဲ့ဆွဆွဲချက်နဲ့စစ်ကောမရှင်ကကရင်မျိုးသားစီယုံ KNU ဥက္ကဋ္ဌဘရိုစောကွယ်ထူဝင်ကိုအမှုဖွင့်ခဲ့ပါတယ်။အလားတူ KNU ကောင်းဆောင်တွေနဲ့အဖွဲ့ဝင်၁၂ဦးကိုလည်းဩဂုတ်30ရက်နေ့နဲ့စက်တင်ဘာ9ရက်နေ့တို့မှာကရင်ပြည်နယ်လိုင်းပွဲမြို့မှာရဲစခန်းနဲ့ပိုင်းကျုံနယ်မြေရဲစခန်းမှာပါဆောင်နံပါတ်တွေနဲ့အမှုဖွင့်ထားတာဖြစ်ပါတယ်။ အခုလိုစစ်ကောင်မရှင်ဘက်ကရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ KNU ကောင်ဆောင်တွေကိုအမှုဖွင့်ထားတဲ့ပေါ်သတင်းဌာနအနေနဲ့အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူတန်းဆက်သွယ်ခဲ့ပေမဲ့အကြောင်းပြန်တာမရှိသေးပါဘူး။အေးအဖွဲ့နဲ့စစ်စစ်ဆဲ PDF အဖွဲ့ကိုလည်းလေးမျက်နှာမျိုးနဲ့ကကြေးရွာတရွာရှိဘုံကြီးကျောင်းမှာမဲပေးဆက်ဆိုင်ရာအသိပညာပေးတာနဲ့လက်တွေ့စမ်းသပ်မဲ့ပေးတာတွေလှုပ်ဆောင်နေခြင်းအတွင် drone ဘုံတလုံး ဒရော့ပုံတလုံးပြစ်ချတိုက်ခိုက်ခဲ့တယ်ဆိုပြီးစစ်ကောင်မရှင်ကအမှုဖွင့်ဆွဆွဲထားပါသေးတယ်။ဒီပုံမှာအရကတက်တော် AA ပြောခွင့်ရဥခိုင်ဒုက္ခကအဲ့ဒီနေရာမှာပုံချတိုက်ခိုက်တာလုံးဝမရှိသလို AA နဲ့လုံးဝပတ်သက်မှုမရှိဘူးလို့တုံ့ပြန်ခဲ့ပါတယ်။ တို့စစ်ကောင်မရှင်ဘက်ကဆွဆွဲတယ်လို့အေယာဝရီတိုင်းလေးမျက်နာမျိုးနဲ့ရေကြီးရွာဘုံကြီးချောင်းကိုကျွန်တော်တို့ဘက်ကဘုံချတိုက်ခိုက်တာလုံးဝမရှိပါဘူး။ဒါအကျန်းဖက်စစ်ကောင်စီနေနဲ့တို့ဟာတို့လှုပ်ပြီးတော့ရည်ရွယ်ချက်ရှိရှိလှုပ်ချန်ဆွဆွဲတာဖြစ်ပါတယ်။ဒီကိစ္စကျွန်တော်တို့နဲ့လုံးဝပတ်သက်မှုမရှိပါဘူးဟုဆိုပါတယ်။ ချင်းပြည်ကောင်းစီဥက္ကဋ္ဌအပါအဝင်အဖွဲ့ဝင်16ဦးကိုလည်းချင်းပြည်နယ်တန်တလန်မြို့နယ်မှာရွေးကောက်ပွဲပြက်ပြားအောင်ဟောပြောလှုံ့ဆော်ခဲ့ရဆိုပြီးစက်တင်ဘာ၄ရက်နေ့မှာစစ်ကောမရှင်ကအမှုဖွင့်ထားတာပါရွေးကောက်ပွဲပြက်ပြားအောင်လှုံ့ဆော်ခဲ့ရဆိုတဲ့ဆွတ်ဆွဲချက်နဲ့အမှုဖွင့်ခံထားရသူတွေနဲ့အဖွဲ့အစည်းကိုရွေးကောက်ပွဲကာကွယ်ရေးဥပဒေပုံမှန်23ကကြီးနဲ့အရေးယူထားတယ်လို့ပြည်ထောင်စုဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါရတယ် ရွေးကောက်ပွဲကာကွယ်ဥပဒေပုံမှာ23ကကြီးရဘသူမဆိုတားမြစ်ချက်ကိုဖောက်ဖျက်ကျူးလွန်ရင်ထောင်ဒဏ်အနည်းဆုံး3နှစ်ကနေအများဆုံး9နှစ်အထိချမှတ်မည်ဖြင့်ငွေဒဏ်လဲချမှတ်နိုင်တယ်လို့ပြတ်ထန်ထားတာပါတပ်ဖက်မှာခေတ်သစ်သတင်းမီဒီယာနဲ့ Line Info ရဲ့ Telegram Channel ကနေရွေးကောက်ပွဲပြပြအောင်လှုံ့ဆော်ရေးသားခဲ့တဲ့တာဝန်ရှိသူအပါအဝင်ရန်ကုန်နဲ့ကြောက်ဖြူက Facebook သုံးဆွဲသူအကောင့်ပိုင်ရှင်နှုတ်ကိုလည်းအလားတူပုံမှန်နဲ့အမှုဖွင့်ထားတာဖြစ်ပါတယ်လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ IPCM အတွင်း င်ရည်မှုကိုတိုးစော်လက်ကအခုလိုမျိုးအေးအေးယူမှုတွေလှုပ်လာတာဟာရွေးကောက်ပွဲကိုစိတ်နဲ့တောင်မပြတ်မဖို့ချိန်ချောက်တာလို့ပြောပါရယ်ဒီရွေးကောက်ပွဲကားကွယ်ရေးဥပဒေဟာငကိုကလေးကသူတို့ရွေးကောက်ပွဲကိုစိတ်နဲ့တောင်မပြတ်မအောင်သူတို့ချိန်ချောက်ပြီးတော့ရည်ရွယ်ချက်ရှိရှိဖိနှိပ်ဖို့ထုတ်ပြန်ထားတဲ့ဥပဒေဖြစ်တဲ့ဒီရွေးကောက်ပွဲကအခုလိုမျိုးတိုင်းရင်းသားခေါင်းဆောင်တွေ PDF တွေသတင်းမီဒီယာတွေကိုအေးအေးယူမှုကဒီရွေးကောက်ပွဲရဲ့တရားမဝင်မှုရွေးကောက်ပွဲအတူကြီးမှန်ပို့ပြီးတော့ပေါ်လွင်နေရွေးကောက်ပွဲကိုတောင်းမလို့မယ်တနက်ချိန်ပြီးလုပ်မယ်ဆိုတာပို့ပေါ်လွင်မ မာတယ်ဟုဆိုပါတယ် စက်တင်ဘာ၈ရက်နေ့ကလည်းမန္တလေးတိုင်းမဟာအောင်မြေမြို့နယ်မှာရွေးကောက်ပွဲပြက်ပြားအောင်လှုပ်ဆော်စာရေးသားထားတဲ့စာရက်တွေပြန်ကျဲခဲ့တဲ့အမျိုးသား၄ဦးနဲ့စုံစမ်းစဲအမျိုးသမီး၂ဦးကိုရွေးကောက်ပွဲကာကွယ်ဥပဒေပုံမှန်၂၃ခကွေနဲ့အမှုဖွင့်ထားပါသေးတယ်။ဒါ့အပြင်တထုံမြို့နယ်ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌအပါဝင်၄ဦးကိုတန်ဖြူစရက်နဲ့ရေးမြို့နယ်ကြားမှာဖမ်းဆီးသွားခဲ့သူကိုလည်းစစ်ဆင်နေပြီးရွေးကောက်ပွဲကာကွယ်ဥပဒေပုံမှန်၂၄ခကွေနဲ့အမှုဖွင့်ကကျူးလွန်သူတွေဖမ်းမိနိုင်ရေးဆက်လုပ်နေတယ်လို့စစ်ကောင်မရှင် င်ကဆိုပါတယ်ရွေးကောက်ပွဲကံကွေဥပဒေပုံမှား23ခကွေအရာပြစ်မှုကိုလူစုလူဝေးနဲ့ဖောက်ဖျက်ကျူးလွန်ကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရရင်ပြစ်မှုကျူးလွန်သူတွေကိုထောင်တန်းအနည်းဆုံး9နှစ်ကနေအများဆုံး10နှစ်ထိချမှတ်ရမည်ဖြင့်ငွေတန်းလဲချမှတ်နိုင်ပြီးပုံမှား24ခကွေမှာလည်းအလားတူပြစ်ဒဏ်တွေချမှတ်နိုင်တယ်လို့ဖော်ပြထားတာပါစစ်ကောင်မရှင်နေနဲ့ရွေးကောက်ပွဲကောက်ွယ်ရေးဥပဒေကိုဇွန်လနှောင်းပိုင်းမှာပြဋ္ဌာန်းခဲ့ပြီးနောက် ဥပဒေပါတားမြစ်ချက်တွေကိုအကြောင်းပြကဖောက်ဖျက်ကျူးလွန်သူတွေကိုစုံစမ်းဖော်ထုတ်ပြီးဖန်စီအရေးယူတာတွေတောက်လျှောက်လုပ်လာနေတာပါဒါကြောင့်လက်ရှိအချိန်တွင်ရွေးကောက်ပွဲပြပြအောင်ဟောပြောလုံးဆော်တာဆန္ဒပြတာစာရေးတာပြန်ချီတာနှောက်ယှက်ဟန်တာတွေဆွဆွဲကြတဲ့အမှုဖွင့်အရေးယူခံရသူလူပုဂ္ဂိုလ်90ကျော်အထိရှိလာပြီးအဲ့ဒီထဲကမျိုးသားစနေဦးကိုဖန်စီရမိခဲ့တယ်လို့စစ်ကောင်မရှင်ကတင်းထုတ်ပြန်ထားကြောင်းသိရှိရပါတယ် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ဒေါ်လာရေးအရှိန်မြင့်ရဲ့ NUG ယာယီတမရနဲ့ KNU ဥက္ကဋ္ဌတို့သဘောတူညီတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။အမျိုးသားညီညွတ်ရေးဆိုရ NUG ယာယီတမရဒူဝါလက်ရှိလာနဲ့ကရင်အမျိုးသား CEO KNU ဥက္ကဋ္ဌပရိုဆော့ကွေထူဝင်းတို့သည်ပြီးခဲ့တဲ့စက်တင်ဘာလ24ရက်နေ့ကတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ထို့သောဆွေးနွေးရာတွင်နှွေဦးဒေါ်လာရေးအမြင့်ဆုံးအောင်မြင်စေရန်အတွက်ဒေါ်လာရေးအင်အားစုများကြောင့်ပူးပေါင်းဆောင်ရွက်မှုများကိုယခုတည်းပုံမှုရှိန်မြင့်တင်ရန် NUG NUG KNU ခေါင်းဆောင်များကခိုင်မာစွာသဘောတူညီခဲ့ကြကြောင်း KNU ကထုတ်ပြန်ပါတယ်ထို့ပြင်ခေါင်းဆောင်တို့သည်မြန်မာနိုင်ငံဆေးအာဏာရှင်လောက်မှအပြစ်တိုင်လွတ်မြောက်ရေးဆေးအာဏာရှင်နဲ့အာဏာရှင်ဟူသမျှအမြင့်ပြတ်တိုက်ဖြတ်ရေးတို့ကိုဖော်ဆောင်ရန်အတွက်ဘုံမှုစည်းလုံးညီညွတ်စွာလက်တွဲသွားရန်ခိုင်မာကတိပြုခဲ့ကြပြီးຫນွေဦးဒေါ်လန်ရေးအမြင့်ဆုံးအောင်မြင်စေရန်အတွက်ဘူပေါင်းလက်တွဲလှုပ်ဆောင်သွားမိကဏ္ဍများနဲ့ဆက်လင်း၍အကြေတဝန့်ဆွေးနွေးခဲ့ကြပါတယ်ထို့ပြင်လွတ်လပ်မှုငြိမ်းချမ်းမှုနဲ့လူမှုတာယာဝပြောမှုတို့ကိုဖော်ဆောင်နိုင်ရေး တွက်ပါဆက်လက်ပူးပေါင်းဆောင်ရွက်သွားကြရန်သဘောတူညီခဲ့ကြကြောင်းထုတ်ပြန်ချက်မှာဖော်ပြထားပါသည် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ကြောင်မဲမျိုးနယ်တွင်စစ်ကြောင်းထွန်းလာသောစစ်တပ်ကအသက်16နှစ်အရွယ်မိန်းကလေးငယ်ကိုမရင်းကျင့်တပ်ဖြတ်ပြီးတန်ငါတပားအပါဝင် စုစုပေါင်းစစ်ပေးဆောင်ပြည်သူ၄ဦးကိုရရက်ဆက်ဆက်ပြစ်ခတ်တပ်ဖြတ်ခဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်အမြောက်ပိုင်းကြောင်မဲမျိုးနယ်သို့စစ်ကြောင်းထွန်းလာသောစစ်တပ်ကအသက်16နှစ်အရွယ်မိန်းကလေးငယ်ကိုမရင်းကျင့်တပ်ဖြတ်ပြီးတန်ငါတပားအပါဝင် စုစုပေါင်းပြည်သူ၄ဦးကိုရရက်ဆက်ဆက်ပြစ်ခတ်တပ်ဖြတ်ခဲ့ကြောင်းဒေသပြည်သူများနဲ့အသက်ခံရသူများ၏မိတ်ဆွေတို့က ပြောဆိုပါရယ်စက်တင်ဘာလ24ရက်ညနေပိုင်းကြောင်မဲမျိုးနဲ့နိုင်ခန့်ချင်းရွာနီတန်ဃာတော်တစ်ပါးနဲ့စေမင်းဆောင်တာမိ၃ဦးဖြစ်သောအသက်48နှစ်ရွယ်ဒေါ်လျံ တမိပြစ်သူအသက်16နှစ်ရွယ်အနန်းသိန်းစာတားပြစ်သူအသက်17နှစ်ရွယ်ဆိုင်းမောင်တို့ကိုစစ်တပ်ကတွေ့ရှိသွားကြောင်းရှင်းတော့စစ်တပ်ကအသက်16နှစ်ရွယ်အနန်းသိန်းစာကိုမရင်ကျင်ပြီးပထမဦးစွာတပ်ဖြတ်ခဲ့ကြောင်းထို့ပြင်ဒေါ်လျက်နှင့်ဆိုင်းမောင်တို့ကိုလည်းပြစ်ခတ်တပ်ဖြတ်ခဲ့ကြောင်းတန်ဃာတော်ကမူကျေးရွာအနီးမှာပင်တပ်ဖြတ်ခဲ့ကြောင်းသိရှိရပါသည် ရှမ်းကျောင်းသားတမကကလည်းကျောင်းမဲမြို့နယ်မှာစစ်တပ်ကအတမပြည့်သေးတဲ့မိန်းကလေးငယ်တူကိုအထမချင်းတက်ဖြတ်ကတန်ငါတပါးပါဝင်စုစုပေါင်းပြည်သူလေးဦးကိုတက်ဖြတ်ခဲ့ကြောင်းရမန်နေ့ကသတင်းထုတ်ပြန်ထားကြောင်းသိရှိရပါတယ်။